အယက်ဆိုတာဝင်းလာတာနဲ့တပြိုင်တည်းလူတယောက်ဟာအမှန်ကန်စဉ်းစားနိုင်စွာမရှိတော့အုံနောက်ရဲ့အခြေအနေတွေကပြောင်းသွားပြောင်းသွားတဲ့အတွက်ကြောင့်ဘုသူ့ထိခိုက်တုံးဆိုကိုသိရမဲ့အတတ်ပညာတွေဤပညာတွေလူရဲ့တန်ဖိုးရှိတဲ့အခြေအနေဒါတွေကပျောက်သွားသူ့အတွက်မှတန်ဖိုးမဲ့သွားစိတ်အေးချီလင်မှုဆိုတာတွေလည်းအကုန်ရော့ပျက်စီးသွားကိုတောင်းတက်လို့တောက်ပြီးတော့အိတ်အုံးတော့ဘုသူ့ထိခိုက်တုံးလို့မင်းကိုယ့်ကိုယ်ကိုထိခိုက်တယ်ကိုယ့်ကိုယ်ထိခိုက်တယ်ဆိုတာ ပညာရရမှာမရဘူးကုသိုလ်ရရမှာမရဘူးဒါထိခိုက်တာပဲလေအဲ့ဒါလို့ထိခိုက်တဲ့အခါမှာကိုယ်သာထိခိုက်တာမဟုတ်ဘူးကို့မိနေတဲ့မိသားစုလည်းထိခိုက်တယ်အလုံးလောက်မှာလည်းမလုပ်ဘူးဟာကို့လည်းထိခိုက်တယ်ကို့မိသားစုလည်းထိခိုက်တယ်နောက်ပြဿနာတွေအများကြီးတက်လာတွေးဆတဲ့လူတွေကြအရမူးပြန်ဖြစ်ကြတာတဲ့ဆိုတာဒါတွေကဘာကြောင့်ဒါကြောင့်ဖြစ်တယ် တော့အဲ့ဒီ problem တွေအဲ့ဒီပြဿနာတွေကိုတက်စီတတ်တဲ့အရာဟာတောက်တဲ့လားမတောက်တဲ့ဘူးလားဒီအရေးဝင်လိုက်တဲ့အတွက်ကြောင့်မကောင်းတဲ့အလုပ်တွေအကုန်လုံးရဲသွားတယ်ဆိုမကောင်းတဲ့ဟာပဲလို့ဆိုတာကိုသဘောပေါက်နားလည်လို့ရှင်ငါးပါးတိလာဘာမှမခက်တော့